အဝစ်တိုက်စစ်မှုဒီလက်ဟာမန်ယူနိုက်တက်အသင်းနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိထားပေမဲ့ချယ်ဆီအသင်းကိုပြောင်းရွှေ့ဖို့မီးစိမ်းပြခဲ့တယ်လို့ Talksport ကဖော်ပြထားပါတယ်ဒီလက်ဟာပရီးမီးယားလိဂ်ကနေတန်းဆင်းသွားခဲ့တဲ့ Ewich အသင်းအတွက်ဆယ်နှစ်ဂိုးသွင်းယူပြီးခြေစွမ်းပြသနိုင်ခဲ့တာကြောင့်ပရီးမီးယားလိဂ်ကလပ်အများပြားရဲ့ပြစ်မှတ်ဖြစ်လာခဲ့တာပါဒီလက်ရဲ့စာချုပ်ဖြတ်သိမ်းခြင်း release clause ကပေါင်တန်း30 တာရှိတဲ့အတွက်ချက်စီးနဲ့မန်ယူနိုက်တက်အသင်းတို့ဟာသူ့ကိုစာချုပ်ဖြတ်သိမ်းကြေးပေးပြီးခေါ်ယူနိုင်ဖို့ကြိုးပမ်းခဲ့တာဖြစ်ပါတယ်ဒီလက်ဟာမန်ယူနိုက်တက်အသင်းထံပြောင်းရွှေ့ဖို့ပုံကိုရေးသဘောတူညီမှုရရှိခဲ့တယ်လို့ပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကထုတ်ပေါ်ခဲ့တဲ့သတင်းတွေမှာဖော်ပြခဲ့တာပါဒီအချိန်မှာဒီလက်ဟာချက်စီးအသင်းထံပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ပြီးအပြောင်းရွှေ့ဖြစ်ဖို့နှိစက်သွားခဲ့တာပါ ချက်စီအသင်းဟာလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်ရခဲ့ပြီးမန်ယူနိုက်တက်အသင်းကဘောက်ရောပပြိုင်ပွဲမှာရှင်ပြိုင်ခွင့်မရရှိခဲ့တာကြောင့်ချက်စီအသင်းဟာဒီလက်ကိုခေါ်ယူဖို့ခွင့်ရေးပိုရှိနေတာဖြစ်ပါတယ်